ုတ်တယ်မှန်ပါတယ်ကျုပ်နေမကောင်းဖြစ်နေခဲ့တာအရန်ဦးနေမကောင်းဖြစ်နေခဲ့တာဒါပေမဲ့ဘာလို့များခမားတို့ကကျုပ်စိတ်ထိန်ချုပ်မှုလွတ်သွားပြီလို့ပြောရတာလဲဘာလို့များကျုပ်ယူနေတယ်လို့ပြောနေရတာလဲကျုပ်စိတ်ကိုကျုပ်အပြည့်အဝထိန်ချုပ်ထားနိုင်တာခမားတို့မမြင်အောင်လားကျုပ်မယူဘူးဆိုတာမထင်ရှားဘူးလားတကယ်တော့ဒီနေမကောင်းမှုကကျုပ်ရဲ့စိတ်ကျုပ်ရဲ့ခံစားချက်တွေအာယုံတွေကိုပိုပြီးတန်မာလာအောင်ဟိုအောင်ကောင်းအောင်ပဲလုပ်ခဲ့တာနော် သူ့ရဲ့အကြအာယုံကအထူးသဖြင့်ပူပြီးစွမ်းအကြီးလာခဲ့တယ်။ကျုပ်တခါမှမကြဘူးတဲ့အတန်တွေကိုကြားနိုင်ခဲ့တယ်။ကောင်းကင်ဘုံအတန်တွေကိုကြားရတယ်လို့ငရဲဘုံအတန်တွေကိုလည်းကြားခဲ့ရတယ်။နားထောင်နားထောင်ဘလို့ဖြစ်ပြခဲ့တယ်ဆိုတာကိုကျုပ်ပြောပြမယ်။ခမရတို့မြင်ရလိမ့်မယ်ကျုပ်စိတ်ကဘလောက်ကြမ်းမာနေတယ်ဆိုတာကိုခမရတို့ကြားရလိမ့်မယ်။ဘလို့လုပ်ပြီးဒီအကြံကျုပ်ကောင်းလေးကိုစားရောက်လာလဲဆိုတာပြောဖို့မဖြစ်နိုင်ဘူး။ကျုပ်လုပ်ခဲ့တဲ့အရာအတွက် ဘာအကြောင်းပြရမှလည်းမရှိဘူးအဖိုးကြုံမမုန်းခဲ့ဘူးချက်တောင်ချက်ခဲ့သေးတယ်သူကြုတ်ကိုနာကျင်အောင်ဘယ်တော့ကမှလည်းမလုပ်ခဲ့ဘူးသူပစံကိုလည်းကြုတ်မလိုချင်ခဲ့ဘူးကြုတ်ကတော့သူ့ရဲ့မျက်လုံးတွေကြောင်းလို့ထင်တာပဲသူ့မျက်လုံးကလင်းသားမျက်လုံးနဲ့တူတယ်တရိစ္ဆာန်တစ်ကောင်တေခံဒီမှာစောင့်ကြည့်ပြီးအလောင်းကိုခုန်စင်းအပိုင်းပန်းဆွဲဖြဲစားတော့တဲ့ကြောက်စရာမျက်တွေရဲ့မျက်လုံးလိုမျိုးပဲ အဖိုးကသူ့လင်းသားမျက်လုံးနဲ့ကျုပ်ကိုကြည့်တဲ့အခါမှာဆိုကျုပ်ကြောရုပ်တစ်ချောင်းလုံးအေးဆက်ဆက်ခံစားချက်ကြီးဖြတ်ပြေးသွားတာကျုပ်ဆိုတွေးတီတောင်အေးခဲသွားတယ်ဒါကြောင့်ပဲနောက်ဆုံးမှာတော့အဖိုးကြီးကိုတက်ပြီးအဲ့ဒီမျက်လုံးလေးကိုထဝရပိတ်ဖြစ်ဖို့ကျုပ်ဆုံးဖြတ်ခဲ့တာသူကကျုပ်ယူနေတယ်လို့ထင်တာလားယူနေတဲ့လူကအစီအစဉ်ဆွဲနိုင်ပါမလားဒါပေမဲ့ခမည်းတော်ကျုပ်ကိုမြင်ခဲ့တဲ့နဲ့အဲ့ဒီတပတ်လုံးမှာကျုပ်ကအဖိုးပေါ်မှာအလွန်ဖော်ရွေးခဲ့တယ် နှွေးထွေးခဲ့တယ်ချစ်ခင်ခဲ့တယ်ညစဉ်ညတိုင်း၁၂နာရီလောက်မှကျုပ်သူ့အခန်းတကားကိုတဖြည်းဖြည်းချင်းဖွင့်တယ်တကားအလုံးအလောက်ပွင့်သွားတဲ့အခါလက်ကိုအရင်ထည့်တယ်ပြီးမှခေါင်းသုံးဝင်တယ်အလင်းအောင်မထွက်အောင်အဝတ်နဲ့အုပ်ထားတဲ့မီးအိမ်တလုံးကိုလက်ထဲမှာကင်ထားပြီးအဲ့ဒီမှာပဲတိတ်တိတ်လေးရက်နေခဲ့တယ်နောက်ပြီးတော့တတိထားပြီးအဝတ်ကိုနည်းနည်းလေးဟလိုက်တယ် အဲ့ဒါမှာပါလာတဲ့အလင်းတန်းလေးတစ်ခုကအဲ့ဒီမျက်လုံးပေါ်ကျရောက်နိုင်တာကိုဒီလိုမျိုးကျုပ်ခုနှစ်ညလုံးလုံးရှီလျားလုံးနဲ့ခုနှစ်ညလုံးလုံးဘူးနော်ကျုပ်ညတစ်ကောင်းရဲ့အချိန်မှာလုတ်ခဲ့တာအမြဲတမ်းမျက်လုံးကပိတ်ထားခဲ့တော့ကျုပ်အတွက်အလုံးလုံးဖို့မဖြစ်နိုင်ခဲ့ဘူးဘာလို့လဲဆိုတော့ကျုပ်တက်ပြစ်ဖို့လိုတယ်လို့ခံစားရတာအဖိုးကမဟုတ်ဘူးသူ့ရဲ့မျက်လုံးတွေကိုသူ့ရဲ့အဲ့ဒီဆိုးွားတဲ့မျက်လုံးတွေဖြစ်လို့ပဲ ပြီးတော့မနက်တိုင်းသူ့အခန်းကိုသွားတယ်၊ငွေထွေးဖို့ရတဲ့အတန်နဲ့သူဘလို့အိပ်ပျော်ခဲ့လဲဆိုတာကိုမေးခဲ့တယ်။ညတိုင်းညတိုင်း၁၂နာရီတိတိမှကျုပ်သူအိမ်နေတော့ချောင်းကြည့်နေတယ်ဆိုတာကိုသူဘလို့မှသိနိုင်မှာမဟုတ်ဘူး။ဒီလိုနဲ့ရှင်ညမြောက်မှာတော့ကျုပ်တကားဖွင့်တဲ့အခါပုံမှန်ထပ်ပို့ပြီးတတိထားခဲ့တယ်။နာယီလက်တန်တွေကကျုပ်လက်ထပ်ပို့ပြီးမြန်မြန်လှောက်ရှားနေလိမ့်မယ်။အရင်ကတခါမှ ကိုယ့်ရဲ့စွမ်းအားကိုအဲ့ဒီတုန်းကတော့ပြင်းပြင်းထန်ထန်မခံစားဘူးခဲ့ဘူးအခုကျုပ်အောင်မြင်တော့မယ်ဆိုတာတေချာနေပြီသူ့တကားဝါမှာရောက်နေတဲ့ကျုပ်ကိုအဖိုးကအိမ်မထဲတောင်ထဲမမှတ်ပဲအဲ့ရတဲ့လဲလျောင်းနေရုပ်ဒီရဲ့သူ့အဲ့ရထဲမှာလူးလွန်းလှုပ်ရှားသွားတယ်ကျောက်ကျောက်သွားတယ်လို့ခမရတို့ထင်နိုင်ပါတယ်ဒါပေမဲ့မဟုတ်ဘူးနော်သူအခန်းထဲကမောင်မိုက်မှုကထူထပ်မဲမောင်းနေတာတကားဖွင့်ထားတာကိုသူမမြင်နိုင်ဘူးဆိုတော့ကျုပ်တည်တယ် သူတို့ကောင်ဖြည်းဖြည်းချင်းညင်ညင်တတဆက်သွင်းနေခဲ့တယ်။သူကောင်ထဲလိုက်တယ်။အုပ်ထားတဲ့မိအိမ်နဲ့လက်ကိုထဲလိုက်တယ်။ရုတ်တရက်အဖိုးကအဲ့ရထဲကနေမော်တော်ထားထိုင်ပြီးអော်လိုက်တယ်။ဘယ်သူလဲ။သူညင်ညင်လေးရက်နေလိုက်တယ်။တနားရီလုံးလုံးကျုပ်မလုပ်ခဲ့ဘူး။သူအဲ့ရထဲပြန်လဲချတာကိုလည်းနောက်ထပ်မကြားရအောင်။သူအဲ့ဒီမှာထိုင်ပြီးနားဆွနေခဲ့တယ်။အဲ့ဒီနောက်အဖိုးကြီးစီကထွက်ပေါ်လာတဲ့ကြောက်ရွံ့စွာတူလျားတဲ့ငိုကြွေးတဲ့ ကိုကြားလိုက်ရတယ်အခုတော့သူကြောက်ရွံ့မှုအပြည့်နဲ့အဲ့ရထဲမှာထိုင်နေတယ်ဆိုတော့ကျုပ်သိလိုက်ပြီကျုပ်အဲ့ဒီမှာရှိနေတာကိုသူခံစားနေရပြီဆိုတာကျုပ်သိလိုက်တယ်သူကျုပ်ကိုမမြင်ရဘူးသူကျုပ်ကိုမကြားရဘူးသူကျုပ်ကိုခံစားနေရတာအခုသူသိပြီသူရဲ့တင်မြအဲ့ဒီနားမှာရက်နေတယ်ဆိုတာကိုဒီလိုနဲ့ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းကျုပ်အဝတ်ကိုမာလိုက်တယ် အဲ့ဒီအောက်ကနေတင်းငယ်တဲ့အလင်းနှင်းလေးတစ်ခုလွတ်ထွက်လာပြီးကြာရောက်သွားတာအဲ့ဒီလင်းသားမျက်လုံးဘုံကြာရောက်သွားတာအဲ့ဒီပွင့်နေတဲ့မျက်လုံးကြီးကြဲကြဲပြန့်ပြန့်ထင်ထင်ရှားရှားပွင့်နေတဲ့မျက်လုံးကြီးကကျုပ်ကိုတက်တက်ကြည့်နေတဲ့အခါကျုပ်ဒေါ်ရာကပိုကြီးတိုးပွားလာတယ်အဖိုးကြီးရဲ့မျက်နှာကိုကျုပ်မမြင်ရဘူးအဲ့ဒီမျက်လုံးအဲ့ဒီမှာကြောက်တဲ့အပြာရောင်မျက်လုံးကိုပဲမြင်ရပြီးကျုပ်ခန္ဓာကိုယ်ကတွေးရရေခဲလို့ဖြစ်သွားတယ် ကျုပ်ရဲ့အကြအာရုံကပုံမှန်မဟုတ်ပဲအားကောင်းလာခဲ့တယ်ဆိုတာခမရတို့ကမပြောခဲ့ဘူးလားအခုကျုပ်မြန်နဲ့တိုးလျတဲ့နူးညံ့တဲ့အတန်တခုကိုကြားနိုင်ပြီနေရန်တခုကိုဖြတ်ပြီးကြားရတဲ့နိုင်တန်လိုမျိုးဒါဟာအဖိုးကြီးရဲ့နှလုံးခုန်တာပဲဖြစ်တယ်ကျုပ်ညင်ညင်ရဲ့ကိုစူးစမ်းခဲ့တယ်ဒါပေမဲ့အဲ့ဒီအတန်ကပိုးကြီးကျယ်လာတယ်အဖိုးကြီးရဲ့ကြောက်ရွံ့မှုကတကယ်ကိုကြီးမားနေခဲ့တယ် အတန်ကျဲလာလေးလေးကျုပ်ဒေါ်တာကပို့ပြီးကြီးမားနာကျင်လာလေးလေးဒါပေမဲ့ဒေါ်တာကပို့တယ်တိတ်ဆိတ်လုံးနဲ့ညာအိတ်ခမ်းရဲ့မောင်မိုက်တဲ့တိတ်ဆိတ်မှုထင်မှာကျုပ်ဒေါ်တာကကြောက်ရွံ့မှုအဖြစ်ကိုပြောင်းသွားတယ်ဘာလို့လဲဆိုတော့ဒီနှလုံးခုန်တံကအရန်ကိုကျဲလောင်လွန်းနေလို့ပဲတရားရောက်ကမကြားပဲမနေနိုင်ဘူးလို့ကျုပ်သေးချာသွားခဲ့ပြီအချိန်ကြာရောက်လာခဲ့ပြီကျုပ်အခန်းထဲကိုပြေးဝင်သွားပြီးတေးစမ်း တေးစမ်းလို့ online တယ်ကျုပ်သူ့အပေါ်ခုံစင်းသွားပြီးအဲ့ရခင်းတွေကိုသူ့ခေါင်းပေါ်မှာတင်းတင်းကြပ်ကြပ်ဖိထားလိုက်တဲ့အခါအဖိုးကြီးကကြောက်လန့်ပြီးကြေလောင်ပြီးတော့ဟိုဟစ်လိုက်တယ်သူနှလုံးကတော့ဆက်ပြီးခုံနေတော့မယ်ဒါပေမဲ့အောင်မြင်မှုနှီးစက်နေပြီလို့ခံစားလိုက်ရတဲ့အတွက်ကျုပ်ပြုံးလိုက်မိတယ်မိနစ်ပေါင်းများစွာအဲ့ဒီနှလုံးကဆက်ခုံနေခဲ့တယ်ဒါပေမဲ့နောက်ဆုံးမှာတော့နှလုံးခုန်တာရက်သွားခဲ့တယ်။အဖိုးကြီးတည်တိုင်းကျုပ်အေယာခင်းတွေကိုဖယ်လိုက်ပြီး ူနှလုံးပေါ်ကနားကိုကပ်ပြီးနားထောင်လိုက်တယ်။အတန်မရှိတော့ဘူး။ဟုတ်တယ်သူတည်သွားပြီ။ကျုပ်အဲ့ရခင်တွေကိုဖယ်လိုက်ပြီးသူနှလုံးပေါ်မှာနားကိုကပ်ထားလိုက်တယ်။အတန်မရှိတော့ဘူး။ဟုတ်တယ်သူတည်သွားပြီ။ကြောက်တုံးတစ်ခုလိုသူတည်သွားပြီ။သူမျက်လုံးကကျုပ်ကိုနောက်ထပ်ဒုက္ခပေးရမှာမဟုတ်ဘူး။ဒါကိုကျုပ်ယူနေတယ်လို့ခမည်းတော်ပြောတာလား။ ဘလူမရှာမတွေ့နိုင်တဲ့နေရာမှာအလောင်းကိုထားဖို့ကြုတ်ဘလောက်ဂယူတဆိုင်လောက်ခဲ့တယ်ဆိုတာကိုခမည်းတော်မြင်ခဲ့တဲ့နေပထမဆုံးသူ့ခေါင်းကိုဖျက်ပစ်လိုက်တယ်ပြီးတော့လက်တွေနဲ့ခြေထောက်တွေကိုဖျက်ပစ်လိုက်တယ်တွေးတဲ့ဇက်တံကြမ်းမြင့်ပေါ်မကြအောင်ကြုတ်ဂယူတဆိုင်လောက်ခဲ့တယ်ကြမ်းမြင့်ကိုပြုတ်လုထားတဲ့ပြင်ပြ၃ချက်ကိုဖယ်လိုက်တယ်အလောင်းရဲ့အပိုင်းအစတွေအဲ့ဒီအောက်မှာထည့်လိုက်တယ်ပြီးတော့ကြုတ်ပြင်ပြတွေကိုပြန်ချလိုက်တယ်အစအစအရာရာတတိထားပြီးလောက်ခဲ့တယ် ဘဒုမျိုးလုံးနဲ့ပဲကြည်ပါစေ၊ကြွေထားခဲ့တယ်ဆိုတာမမြင်နိုင်အောင်တိတ်ကိုခယူးဆိုင်ချထားလိုက်တာ။ဒီအလုပ်ကိုကြွအပြီးတက်လိုက်တဲ့အချိန်မှာတရရောက်တကားမှရောက်နေတယ်ဆိုတော့ကြားလိုက်ရတယ်။အခုမနက်၄နာရီရှိပြီ။ဒါပေမဲ့မောင်နေတော့မဲကြုံမကြောက်ခဲ့ဘူး။တကားဖွင့်ဖို့အောက်ကိုဆင်းခဲ့တယ်။တကားမှလူ၃ယောက်ရောက်နေတယ်။ရဲအရာရှိ၃ယောက်ဖြစ်နေတယ်။အင်းကြီးချင်းတွေထဲကတယောက်ကအဖိုးကြီးရဲ့အော်ဒါကိုကြားပြီးရဲကိုဖုံးခေါ်ခဲ့တာ။ ဒီ၃ယောက်ကမေးခွန်းနဲ့မေးဖို့နဲ့အိမ်ကိုရှာဖွေဖို့ရောက်လာကြတယ်။ကျုပ်ရဲတွေကိုဝင်လာဖို့ဖိတ်ခေါ်လိုက်တယ်။အော်ဒန်ကကျုပ်အိမ်မက်မက်လို့អော်မိတာပါလို့ပြောလိုက်တယ်။အဖိုးကြီးကခီးထွက်နေတယ်။ခြေလက်မှာရှိတဲ့တငယ်ချင်းတယောက်စီတွားလည်နေတယ်လို့ကျုပ်ပြောလိုက်တယ်။အိမ်တစ်ခုလုံးကိုလိုက်ပြပြီးအကုန်လုံးတေချာစစ်စေးဖို့တေချာရှာဖွေဖို့သူတို့ကျုပ်ပြောလိုက်တယ်။နောက်ဆုံးတော့အဖိုးကြီးရဲ့အိတ်ခမ်းလေးကိုခေါ်သွားခဲ့တယ်။သူတို့နဲ့ဂိမ်းကစားနေတယ်လို့ပဲထိုင်ပြီးခဏလောက်သာပြောဖို့ ျုပ်သူတို့တောင်းဆိုခဲ့တယ်။ကျုပ်ရဲ့ပော့ပါပြီးတိတ်ဆိတ်တဲ့အပြုအမူတွေကြောင့်ပဲရဲတွေကကျုပ်စကားကိုယုံသွားတယ်။ဒါနဲ့သူတို့ကကျုပ်နဲ့ဖုတ်ဖို့ရွေရွေထိုင်ပြီးစကားပြောနေကြတယ်။သူတို့နဲ့ပုံစံတူပြန်ပြောနေပြီမယ်။သူတို့ပြန်လာဖို့ကိုပဲမကြခင်မှာကျုပ်ဆန္ဒရှိလာခဲ့တယ်။ခေါင်းကိုက်လာပြီ။နောက်တိုင်းမှာထူဆန်းတဲ့အတန်တကူကြားလာရပြီ။ကျုပ်ပူပြီးစကားတွေအများကြီးပြောတယ်စကားကြီးအများကြီးပြောတယ်အဲ့ဒီအတန်းကလည်းပူပြီးရှင်းရှင်းလင်းလင်း ကျေလောင်လာတယ်။အဲ့ဒီအတန်းလည်းပူပြီးရှင်းလင်းလာတယ်။ဒါပေမဲ့သူတို့ကထိုင်ပြီးစကားပြောနေတော့မယ်။ရုပ်တရက်ကျုပ်တီးလိုက်တယ်။အဲ့ဒီအတန်းကျုပ်နားထဲမှာမဟုတ်ဘူး။ကျုပ်ခေါင်းထဲမှာမဟုတ်ဘူး။ခေါင်းထဲမှာချီတက်တက်မဟုတ်ဘူး။အဲ့ဒီအချိန်မှာကျုပ်ဖြူဖြော့သွားခဲ့ရမှာပဲ။ကျုပ်စကားကိုပူပြီးမြန်မြန်ပြောတယ်။ကြေးပူပူပြောတယ်။အဲ့ဒီအတန်းကလည်းပူပူကျဲလာခဲ့တယ်။ ဒါကနယံတစ်ခုကိုဖြစ်ပြီးကြားရတဲ့နိုင်တန်လိုမျိုးညံတယ်တူးလျတယ်နူးညံ့တဲ့အတန်ကျုပ်ကောင်းကောင်းတည်တဲ့အတန်ပဲအတန်ကပူပူကျဲလာတယ်ပူကျဲလာတယ်ဒီလူတွေဘာလို့မပြန်ကြတာလဲအတန်ကျေပြင်းကျဲလာနေပြီကျုပ်ထရပြီအခန်းပတ်ပတ်လေမြ мян လမ်းလျှောက်ပစ်လိုက်တယ်အဲ့ဒီကြောက်စရာကောင်းတဲ့အတန်ကိုဖုံးဖို့ဆိုပြီးစုညံကျုပ်ကလထန်းကိုကြမ်းမြင့်မော်တွန်းထုတ်လိုက်တယ်ကျုပ်ပူတော်ကြကြေစကားပြောလိုက်သေးတယ်ဒါပေမဲ့ဒီလူတည်းထိုင်ပြီးစကားပြောနေတော့မယ် ြုံးနေကြတော့မယ်သူတို့မကြားနိုင်တာမင်းဖြစ်မှာလားမဟုတ်ဘူးသူတို့ကြားတယ်သူတို့ကြားခဲ့ရုပ်တရားတည်တယ်သူတို့တည်နေကြတယ်ဆိုတာအခုတော့ကြုံနေဂိမ်းကစားနေတာက သူတို့ဖြစ်နေပြီသူတို့ရဲ့အပြုံးတွေကြောင့်နောက်ပြီးအဲ့ဒီအတန်ကြောင့်ကြုံမခံမရက်နိုင်အောင်ခံစားနေရပြီအတန်ကလည်းကြေပြင်းကြေပြင်းပူပူကျဲလာတယ်ကြုံဆက်ပြီးတိမခံနိုင်တော့ဘူးကြုံဆက်ပြီးမခံနိုင်တော့ဘူးကြုံပြင်ပြားတွေကိုလက်ညှိုးထိုးပြီးអော်လိုက်တယ် ဟုတ်တယ်ဟုတ်တယ်ကျုပ်တက်ခဲ့တာအဲ့ဒီပြင်များတွေကိုဆွဲနှုတ်လိုက်ခင်များတို့မြင်ရလိမ့်မယ်ကျုပ်တက်ခဲ့တာဒါပေမဲ့သူနှလုံးမှာဘာလို့ခုံတာမရက်တာလဲဘာလို့မရက်တာလဲ